ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ကျွန်တော် Manchester United ကနေ Chelsea ထံအငှားချထားတဲ့တောင်ပံကစားသမားဖြစ်သူ Jadon Sancho ကလက်ရှိ Chelsea မှာဆက်နေဖို့အတွက်အခွင့်အရေးရှိနေပါတယ်။ Sky Sport ရဲ့ report အရ Chelsea တင်းရဲ့ဘက်ကတော့ Sancho ကို အသင်းမှာဆက်ပြီးတော့ထားလို့တဲ့စံတရှိနေတယ်ပေါ့။ဒါပေမဲ့လို့ကစားသမားဖြစ်သူရဲ့ဘက်ကတော့ ကလပ်အသင်းကနေပြီးတော့တတ်မှတ်ထားတဲ့ weight structure တွေအောက်မှာပဲဆက်ပြီးတော့နေနိုင်မယ်ဆိုရင်သူတို့ဟာလက်ခံသွားဖို့အတွက်အဆင်သင့်ပဲပေါ့ပြောချင်တာကတော့လက်ရှိ Jaden Sancho ရနေတဲ့လောက်ခလာဇာကိုသူတို့အတိုင်းတာတစ်ခုထိ short ချမယ်ဒါအပြင် စာချုပ်ပါအချက်လက်တွေကိုလည်းသူတို့သဘောကျတဲ့အထိ short ချပြီးတော့သူတို့ကဆက်ထားဖို့အတွက်ရည်ရွယ်ထားတာဆိုတော့ Jaden Sancho နေနဲ့ တကယ်လို့ Chelsea မှာဆက်နေခြင်းနဲ့ဆိုလို့ရှိရင်လောက်ခလာစားအတိုင်းအတာတစ်ခုကြီးရှော့ချတာမျိုးစာချုပ်ပါအချက်လက်တွေကိုအတိုင်းအတာတစ်ခုကြီးလိုက်ပြီးတော့သဘောတူညီလက်ခံတာမျိုးတွေလိုအပ်တယ်ဒါမှသာလျှင် Chelsea ရဲ့ဘက်ကအသင်းမှာဆက်ပြီးတော့ထားဖို့အတွက်သူတို့ပြင်ဆင်ထားတယ်ဆိုတော့ Chelsea ရဲ့ဘက်ကအရင်တုန်းကတော့ဒီကစားမဖြစ်သူရဲ့ performance နဲ့ပတ်သက်ပြီးတော့ဟိုအပြည့်အဝသဘောမကျဘူးဗောနော်အပြည့်အဝသဘောမကျတဲ့အပြင်ကို Manchester United ကိုယော်ကြီး ငါးသန်းပေးပြီးတော့ကိုပြန်လွှတ်မယ်ဆိုတဲ့သတင်းမျိုးတွေကတောက်လျှောက်ထွက်ခဲ့တာသူသဖြင့် Manchester United နဲ့ Chelsea ရဲ့ဂျာတွေကသဘောတူညီမှုကအားလုံးသိတဲ့အချိန်ပဲ Chelsea ဟာအဆင့်14ရဲ့အထက်ပရီးမီးယားလိမ်မှာပြီးခဲ့တဲ့ရာသီသိမ်းနိုင်ခဲ့မယ်ဆိုရင်ဆန်ဂျိုကိုပေါင်25သန်းတန်ကြီးပေးပြီးတော့အော်တိုသူတို့အပြီးသက်ခေါ်ရမှာဒါကိုဖြတ်ချင်နေမခေါ်ချင်မှု United ထံပြန်ပို့ချင်နေဆိုလို့ရှိရင်5သန်းနဲ့ North Road တွေကပြန်ပို့နိုင်မှာဆိုတော့ Chelsea ရဲ့ဘက်ကပြန်ပို့မယ်ဆိုတဲ့သတင်းမျိုးတွေပါကျွန်တော်ထွက်ခဲ့တာ ါပေမဲ့လေလို့လက်ရှိမှာ Chelsea ဘက်ကတော့မင်းတို့ okay ဒီဒီ war final အပြီးမှာ conference league final အပြီးမှာဆက်ပြီးတော့သူတို့ထားခြင်းနေပေါ့နော်ဆိုတော့ Sancho သာလောက်ခလာဇာတွေဘာတွေ short ယူပြီးတော့အဲစာချုပ်ပါအချက်လက်တွေကိုလည်းသူအတိုင်းအတာတစ်ခုဒီသဘောတူနိုင်မယ်ဆိုရင်အာ Chelsea မှာဆက်ပြီးတော့နေဖို့အတွက်သူအခွင့်အရေးရှိလာပြီဒီဘက်ကိုလက်ရှိမှာ Sancho က3သိန်းကျွဲလောက်ထိကျွန်တော်ရနေတာ ကျစီရဲ့ဘက်ကသူတို့ကလပ်ထဲမှာရှိတဲ့ weight structure ဒီအခြေအနေတွေအရဆန်ဂျိုကိုအဲ့လောက်ထိအခြေအနေလက်ရှိပုံစံရမပေးချင်ဘူးဖြစ်နေတယ်။ဆိုတော့ဆန်ဂျိုရဲ့ဘက်ကတော့လာသာ short ယူမယ်ဆိုလို့ရှိရင်ကျစီမှာဆက်နေနိုင်မယ်ပေါ့လေ။ဆိုတော့ Manchester United အတွက်ကတော့ဒါဟာသတင်းကောင်းပါ။ဒါဟာသတင်းကောင်းပါ။ဟိုအထူးသဖြင့်နံပါတ်1ကစားသမားကလည်း Manchester United ထံကိုမပြောင်းချင်ဘူး။တော့ပြန်မလာခြင်းဘူးပေါ့ဗျာ United မှာရှိတုန်းကကာလာတွေမှာလည်းသူလုံးဝမပျော်ရွှင်ဘူးပေါ့ကိုရီးယားဘက်ကကျွန်တော်ကြည့်တော့လေ ိုရီကအပြောင်းရွှေ့နွေရာသီနှစ်ခုလောက်အချိန်ပေးပြီးတော့ကိုဂျေဒန်ဆန်ချိုကိုအိုလီဂနာဆိုးရှာရဲ့လက်အောက်မှာခေါ်ထားရတာတပတ်ကိုလည်း3သိန်းခွဲလောက်ထိကျွန်တော်ပေးထားရတယ်။ပေါင်82တန်းတိလည်းအဲ့ဒီတော့ကပေးပြီးတော့ခေါ်ခဲ့ရတယ်။ဒါပေမဲ့အသင်းကိုရောက်တဲ့အခါမှာနီးပြတွေပြောင်းတာမျိုးပဲပြောပြောဟိုနီးပြနဲ့အဆင်မပြေဘူးဒီနီးပြနဲ့အဆင်မပြေဘူးပဲပြောပြောဘယ်လိုပဲပြောပြောကစားသမားစီကနေပြီးတော့အခွင့်အရေးပေးတိုင်းမှာတကယ်ကောင်းတဲ့ performance တွေကျွန်တော်မရဘူး။ attitude ဘိုင်းနေရလဲအဆင်မပြေဘူး။ အသင်းကနေပြီးတော့ထွက်တဲ့ market stretch food ဘာတို့ကိုလည်းဒီ comment ဒီမှာဟိုဟာရှောက်မှန်းဒါရှောက်မှန်းကျွန်တော်အနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲပြောနေစုံနေကြတာဆိုတော့အဲ့လိုမျိုးဆိုတော့ကစားမနဲ့ပတ်သက်ပြီးတော့ Manchester United ပြည်သက်တွေဘက်မှာလုံးဝဗာမျောလင်းချက်မှမရှိတော့သလိုပြန်လဲမလိုချင်တော့ဘူးဒါကြောင့်ပေါ့နော်ချယ်ဆီရဲ့ဘက်ကပြန်ပို့မယ်ဆိုတဲ့အခြေအနေကိုတော့မှစိတ်ပူနေကြတာအခုတော့အတိုင်းအတာတကူတော့စိတ်အေးနိုင်ပြီပေါ့လေဒီနေရာမှာချယ်ဆီဘက်ကလိုချင်တာမလိုချင်တာချယ်ဆီမှာကောင်းတာမကောင်းတာเนาะဒါကကစားမကန်တာဖြစ်သွားပြီ အခုလည်းပဲဘာမှတိတ်ပြီးတော့ထူးခြားတဲ့အနေအထားမှာတော့မရှိဘူး။ဒါပေမဲ့လို့ Chelsea ဘက်ကပေါင်၅သန်းအယောကြီးတဲ့25သန်းပေးပြီးတော့အပြည့်အဝခေါ်ချင်နေဆိုတာမျိုးကပိုးနေတယ်ဆိုတော့ဒါအသင်းတွေအချင်းကြီးကောင်းပါ။ဒါသဖြင့်ကျွန်တော်တို့ဒီနေရာဒီအပြောင်းရွှေ့ကိုယ်တွေအပြောင်းရွှေ့မှာအလုပ်လုပ်ဖို့အတွက်ပေါ့နော်အတိုင်းအတာတစ်ခုတည်းကျွန်တော်တို့ကကစားသမားတွေခေါ်ဖို့လိုနေတဲ့အချိန်မှာငွေရမရှိဘူး။ငွေမရှိဘူး။ Champions League ဝင်ခွင့်ကလည်းမရဘူးဆိုတော့ ဂျီရန်စန်ဂျူကိုဆက်ထားမယ့်အထားဆက်ထားမယ့်အစားပေါ်တော့စန်ဂျူကိုအပြည့်အဝရောင်းချတဲ့နေရာကနေငွေရှာဖို့လိုနေတာဆိုတော့25တန်းကအတိုင်းအတာတစ်ခုကြီးကျွန်တော်တို့တန်ဖိုးရှိလာမှာနော်အတိုင်းအတာတစ်ခုကြီးကျွန်တော်တန်ဖိုးရှိလာမှာဆိုတော့ဒီအရာကစန်ဂျူနဲ့ချဲစီရဲ့ချားထဲမှာအရာအလုံးအဆင်ပြေသွားဖို့အရေးကြီးတယ်နော်အဲ့ဒါပြီးမှချဲစီဘက်ကစန်ဂျူကိုဆက်ပြီးတော့ရောင်းတာမျိုးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါသူတို့ကန်တာဖြစ်သွားပြီနော်သူတို့ကန်တာဖြစ်သွားပြီဆိုတော့ဂျီရန်စန်ဂျူကိုကျွန်တော်တို့ ပေါင်25တန်းနဲ့ရောင်းချနိုင်ဖို့ကအင်မတန်ကိုနှိစက်မှုတွေကျွန်တော်ရှိနေပြီเนาะညီကလေးနေရောဘလို့မြင်ရလဲဂျီဒန်ဆန်ဂျူကိုအမှန်ကန်ရအောင်ရောင်းချဖို့အတွက်အသင်ဘက်ကအကျိုးပန်းနာကတကယ်ကောင်းတဲ့အခြေအနေလို့ကျွန်တော်ထင်ကြလာဒီနေရာမှာကိုရီးယားဆုံးဖြတ်ချက်မဟုတ်တော့ဘူးဗောနော်ချယ်ဆီကပဲဆုံးဖြတ်ရတော့မှာချယ်ဆီနဲ့ကျွန်တော်တို့ကပြီးခဲ့တဲ့ယာစီနွေယာစီပြောင်းရွှေ့ကလေးက agreement ကယူထားပြီးသားဒါကိုဆက်ပြီးတော့ greed တည်ခြင်းလားဒါဒါမှမဟုတ်ဖြတ်ခြင်းလားဆိုတော့ချယ်ဆီဘက်မှာပဲမူတည်တယ်ကိုရီးဘာမှလုပ်နိုင်တာကျွန်တော်မရှိတော့ဘူး အိုရီဘာမှလုံနေတာကျွန်တော်မရှိတော့ဘူးเนาะဆိုတော့ချယ်ဆီဘက်မှာပဲမူတည်တယ်ပေါ့ဗျာဆိုတော့ညီကလို့နေနေရောချယ်ဆီအသင်းနေနဲ့ဂျေဒန်ဆန်ချိုကိုအရခေါ်သွားနိုင်လိမ့်မယ်လို့ညီကလို့ထင်ကြလားဒါမှမဟုတ်မန်ချက်စတာယူနိုက်တက်ကပြန်လွှတ်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါဦးကြည့်ရှုပါပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတပါတယ်